ဖတ်ထုတ်ထဲမှာထည့်တဲ့ကြက်ကြိတ်သားလေးလုပ်ပြပါမယ်ကြက်သားတည်တဲ့ကြိတ်သားဆိုရင်လေအရသာအသိစားမကောင်းပါဘူးခုလိုပဇွန်နဲ့ရောပြီးတော့ကြိတ်သားလေးလှုပ်ထားရင်ထုတ်ထုတ်လေးနဲ့အရန်ကိုစားကောင်းပါတယ်အထဲမှာအပီးရွက်နေနေရတော့ကုဆိုင်နဲ့ထည့်ထားပါတယ်ကုဆိုင်နဲ့ထည့်ရင်လေချူချူလေးနဲ့တော်တော်လေးစားကောင်းပါတယ်ပေါ့နော်ကုဆိုင်ကတော့လေနှစ်စီးကိုတထောင်နဲ့ဝယ်လာတာပါများများလေးထည့်ပေါ့နော်များလေးကောင်းလေးပဲအ ပြီးရင်ကြက်သွန်ပြူနဲ့ဂျင်းနဲ့ကိုညက်အောင်ကျိတ်ပါမယ်။ကြက်သွန်ပြူနဲ့ဂျင်းညက်ပြီးဆိုတော့မှကြက်သားနဲ့ပစွန်ထည့်ပါရစေ။အရသာအတွက်ကတော့စားရဲ၊ငါးသားမုံရဲ၊နောက်ပြီးတော့ခရူးစီးပိငံပြားရည်အချီပေါ့နော်။ပြီးရင်ငရုတ်ကောင်းမှုနောက်ပြီးတော့ဟိုပါပေါ့ကြက်ဦးတစ်လုံးထည့်ပြီးတော့ကျိတ်မယ်ပေါ့နော်။ကြက်သားလေးညက်တီတီစိတ်ရှိလက်ရှိကျိတ်ပေးရပါတယ်။အသားလုံးဝညက်ပြီဆိုတော့မှကော်မုံထည့်တယ်ပေါ့နော်ကော်မုံအရင်ထည့်လိုက်ရင်လေကျိတ်ဆက်ကတိတ်ပြီးတော့ ်နှောင်မနေနိုင်တဲ့အတွက်ကြောင့်လေဟိုအသားကမညက်တာမျိုးဖြစ်တယ်လို့လေကောမုတ်ကိုကြက်သားညက်ပြီးဆိုတော့မှထည့်ပြီးတော့ကြိတ်တာပူစင်ပြပါတယ်အဲကြိတ်သားလေးတွေအစင်ပြေပြီဆိုရင်ကုဆိုင်လေးတွေကိုဒီကြိတ်သားတွေကိုညက်ပြီးတော့ထည့်ပါတယ်အဲချီလေးကတော့ဟိုကုဆိုင်ကိုတထောင်မိုးဝယ်လာတာပေါ့နော်တထောင်မိုးလုံးထုံထားတာပါ အခုဆိုင်ကလေတခြားဟာတွေထပ်ဆိုင်နေပို့ပြီးတော့ချိုချိုလေးနဲ့ပို့ပြီးရတာကောင်းတယ်မှုလေးမှုရယ်ပေါ့နော်ချီလီဆိုလေးလစ်တက်ဘော့ဆောက်တိုင်းနေကုဆိုင်ဖတ်ထုတ်ကြော်ပဲအမြင်နဲ့စားလေးရှိပါတယ်ဒါဖတ်ထုတ်ရက်ကလေးတွေကတော့တိတ်မကောင်းဘောနော်ဈေးရဝင်လာတာနည်းနည်းမာနေကိုယ့်ဟာကိုယ်လောက်တာပဲဖြစ်ဖြစ်ပေါ့နော်ဟိုနည်းနည်းပြောတဲ့ဖတ်ထုတ်ရက်လေးဆိုရင်တော့ပိုကောင်းမယ်ပေါ့နော် အဖတ်ထုတ် ကိုတော့ကိုကြိုက်တဲ့ပုံစံလုပ်လို့ရပါတယ်။ငွေထုတ်၊ရွှေထုတ်အဲဒါမှမဟုတ်ရင်ရိုးရိုးဖတ်ထုတ်လေးပေါ့နော်။အဲလိုမျိုးစုံပုံစံကြိုက်တဲ့ပုံစံလုပ်လို့ရတယ်ပေါ့။ချီလီကတော့ခုပုံစံတစ်ခုလုပ်ပြထားပါတယ်။ကိုကကိုလှုပ်တော့လေးအသားများများလေးနဲ့စားရတာပေါ့နော်။စိုင်းနေမှာဆိုရင်ဂေါ်ဘီတို့မုံလာဦးနေလို့များတယ်ပေါ့။အသားနည်းတယ်ပေါ့နော်။အဲဒီမှာတော့ချီလီကအသားများများလေးနဲ့ကုဆိုင်များများလေးနဲ့လှုပ်ထားတာအရသာအရင်ကောင်းပါတယ်။ဒီလိုမျိုးလုပ်ပြီးပြီဆိုရင် ခွက်တစ်ခုတည်းကိုပေါ့နော်တိမ့်မဲ့ခွက်သေးကိုဂျုံမှုန်ဖြူပြီးတော့မှဖတ်ထုတ်လေးတွေကိုတိမ့်ပါမယ်အဲ့ဒါဆိုရင်ကက်လည်းမကတ်တော့ဘူးပေါ့နော်ဒီနေ့တော့အရင်ဦးဆုံးအိုကက်ကြော်လေးနည်းနည်းကြော်စားမယ်ပေါ့နော်အရင်ဦးဆုံးစီလေးကိုတစွန်းလောက်ထည့်တယ်ထဲအိုးကိုနှံ့အောင်ဖြန့်လိုက်ပေါ့ပြီးရင်ဖတ်ထုတ်လေးတွေထည့်မယ်ပြီးရင်ရေနည်းနည်းထည့်ပြီးတော့အဖုံးအုပ်ပြီးတော့မီးအေးလေးနဲ့တည်နော်နောက်မှဆိုရင်မကြက်အထက်အသားကမကြက်ဖဲနဲ့အောက်ကတူးဝတတ်တယ်ပေါ့နော် ပြီးပြီးရေခမ်းပြီဆိုပြီးဆိုတော့မှကော်မုတ်ဖြော်ထားတဲ့ရေကျဲလေးပေါ့နော်အဲ့ဒါလေးကိုထည့်လိုက်ပါမယ်ထည့်ပြီးအဖုံးအုပ်ပြီးတော့ထည့်တယ်ပါမယ်အဲဒီကော်မုတ်ရေလေးခမ်းသွားပြီဆိုရင်အသားလေးကျလာပြီပေါ့နော်အဲနောက်တစ်ဖက်ကိုလှန်လိုက်ပါမယ်နောက်ဖက်လုံးရဲရဲလေးဖြစ်ပြီဆိုရင်တော့ဖတ်ထုတ်ဥက္ကကြော်လေးရပါပြီဖတ်ထုတ်ဥက္ကကြော်ကအကျွတ်ကြော်လို့စီအများကြီးသုံးစရာမလိုတဲ့အတွက်ကျွန်မအင်းနဲ့လည်းညွှန်ပြပါတယ် နောက်ရက်ဒီမှာလည်းချက်သားပစုံချိန်သားလေးကိုတုံးပြီးတော့လှုပ်ထားတဲ့တခြားမီနူးလေးတွေကိုလှုပ်ပြပေးမှဖြစ်လို့ page ကို follow လုပ်ပြီးတော့စောင့်ကြည့်ပေးသွားကြပါရှင်